ငယ်ရွယ်သူចောင်းသားចောင်းသူတွေရဲ့ဖိញရခတ်တဲ့သမီးစားပြဿနာတွေကိုចောင်းတိုင်းမှာကြုံတွေ့နေရပါပြီ။ Apple Entertainment ရဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာ။အခုတစ်ခေါက်မှာဆိုလို့ရှိရင်တော့လူမှုကွန်ရက် social media ထက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတော့အများသူငယ်ရဲ့မျက်ဝေမှုတွေရှိနေတာကတော့ចောင်းသားចောင်းသူတွေရှိတဲ့မိဘတိုင်းတတိယစင်ကြရမယ့်ကိစ္စတစ်ခုအားပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စမှာရေးသားဖော်ပြထားတဲ့အချက်တွေအရចောင်းသားចောင်းသူတွေရဲ့ ထိုင်းရခတ်တဲ့ပြဿနာကိုကြောင်းတန်းကြုံတွေ့နေရပါပြီ။ဘာပြဿနာလဲဆိုရင်တော့တမိစားအတွဲပြဿနာတွေပါပဲ။၅တန်း၆တန်းအရွယ်ကစပြီးတော့ဤစားနဲ့အတွဲနဲ့ဤစားမရှိသူတွေကို FA လို့စကြနောက်ကြနေ။အဲဒီတန်းတွေကို မခံနိုင်တော့တမိစားတွေဖြစ်သွားကြထားကြနေ။တဦးနဲ့တဦးအပြိုင်ဆိုင်ကိုဖြစ်လို့နေပါပြီ။ဒါကတော့ကြောင်းတန်းကြောင်းတန်းမှာဖြစ်နေတဲ့ပြဿနာတစ်ခုပါပဲ။တချို့ကဆိုရှယ်မီဒီယာနဲ့အင်တာနက်တွေကိုအတားအဆီးမဲ့စိတ်လွတ်ကိုယ်လိုတုံးဆွဲခွင့်ရနေရောအပြာဗီဒီယိုတွေကိုကြည့်ပြီးတော့ သွေးတွေကြွာလာပြီးလက်ထဲစမ်းကျင်စိတ်တွေဖြစ်ပေါ်လာပါတယ်။အဲဒီနောက်မှာတော့တမိအစားတွေကိုထားလာကြပါတယ်။ဒါပေမဲ့တမိအစားထားတာကအပြစ်တော့မဟုတ်ပါဘူး။တမိအစားထားကြောင်ပုံမဟုတ်တာတွေခိုးလုကြတာကတော့အပြစ်တော်တော်ကိုကြည်ပါတယ်။ကြောင်လွယ်အိတ်ထဲမှာအပြင်အဝတ်စားတွေထည့်လာကြတယ်။နောက်တော့အဝတ်စားတွေကိုလဲကြတယ်။ပြီးတော့တဲခိုကန်းကိုတွားပြီးတဲခိုကြတယ်။အချိန်ပိုင်းတဲခိုတာဆိုတော့မှတ်ပုံတင်ကမလိုဘူးလေ။အဲဒါကပဲကလေးတွေအတွက်အခွင့်အရေးတစ်ခုဖြစ်နေတော့တာပေါ့။ တကူကန်တွေကလည်းအချိန်ပိုင်းလာတဲ့သူတွေရှိမှငွေရွှင်ပြီးတော့ရက်တည်နိုင်မှဖြစ်လို့အကြောင်းပြပြီးတော့မသိကျင်အောင်ဆောင်ကအရွယ်ရောက်ပြီလားမရောက်သေးဘူးလားဆိုတာကိုမစည်းစစ်ကြတော့တင်ဝင်ဆောင်စည်းတဲ့ဟိုတယ်တွေတဲခိုကန်တွေကအချိန်ကြလာတော့မရက်တည်နိုင်ကြတော့ပါဘူးတမိဖြုံလေးတွေကိုမွေးထားတဲ့မိဘတွေအနေနဲ့ကတော့အခုအချိန်ကတော်တော်လေးကိုစိတ်ပူစရာအချိန်ပါပဲစာကိုပဲအားထက်အာယုံဆိုင်ရမယ့်အချိန်မှာစန့်ကျင်ဘက်လိန်ကိုစိတ်ဝင်စားရုံသာမကလူချင်းမှယဉ်ညီကုန်ကြတော့ စာဘက်မှာစိတ်မပါကြတော့ပဲအပြောဆိုလွန်ယုံတော့ပဲစာကိုလှုပ်လာကြပါတော့တယ်လူကြားထဲမှာလူတွေကိုတယောက်ပြီးတယောက်ပြောင်းတွဲတတ်တဲ့အချင်းတွေဖြစ်လာအောင်ဆိုရှယ်မီဒီယာတချို့နေ Telegram group တွေမှာအားပေးမြောက်ပေးလုပ်နေတာတွေလည်းရှိနေပြန်တော့တချို့ကရီးစားဘူးမိနေကြပြီးတော့စာကိုစိတ်မဝင်စားတော့ပဲအချင်းချင်းတည်းမှာကိုယ်ခွင့်အားတွေကိုအဲ့ဒီဘက်မှာပဲဖြုံပြီးပြစ်နေကြတော့တာပါပဲအဆိုးဆုံးပြဿနာကတော့အချိန်မတိုင်ခင်အိမ်တော်ပြုမိခြင်းဆိုတဲ့အရာပါပဲမိဘကပညာသားပါပါ စနစ်တကျနဲ့မထိန်ချုပ်ထားနိုင်ခဲ့ရင်မခွဲနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဘောကိုပေါ်ပေါ်လေးတွေးပြီးတော့ခိုးရလိုက်ပေးကြတဲ့အသည့်ဖြစ်နေပါတော့တယ်။ဒါကကျောင်းသားကျောင်းသူအရွယ်တွေမှာဖြစ်နေကြတာပါ။ဒီလိုပြဿနာတွေကိုမဖြစ်လာစေဖို့အတွက်ဆိုရင်တော့မိဘနဲ့ဆရာဆရာမတွေခေါင်းခဲနေရတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ကျောင်းတဲ့မိဘတွေကြားမှာဆရာမနဲ့မိဘတွေကြားမှာကျောင်းမလင့်နိုင်အောင်ဆရာမနဲ့မိဘတွေပူးထွေးပြီးတော့ထိန်းချုပ်တာတွေကိုဒီဇိုင်းမမတ်လုပ်ပေးရတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီအကြောင်းအရာလေးကလည်းမြန်မာနိုင်ငံတဝန်းကចောင်းသားចောင်းသူငယ်သူတွေရဲ့ကြားမှာဖြစ်လေဖြစ်တာရှိနေပြီးတော့အရန်အန္တရာယ်ကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်မိဘတွေအနေနဲ့တာသမီတွေကိုဒီဇိုင်းမှန်မှန်နဲ့အစီအစဉ်တကျထိန်းချုပ်ဖို့အတွက်အမှားစကားလေးပြောကြလိုက်ပါရခင်ဗျာအစုံအထည်ကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်